背包。 bon. <laughs> ့မိပဲလေမိတို့ပဲလေသူပူကြိုးစားခဲ့တာဆိုတော့အမေကိုရှိစေချင်တာပေါ့နော်ဒါပါပဲလူတွေကတော့အများတန်းရည်စူးပြီးတော့လုပ်ဖြစ်တာပေါ့နော်ပြီးတော့ဒီအမေဆိုသုံးသားလည်းတနည်းပြည့်ဆိုတော့တနည်းပြည့်လူလည်းလုပ်တယ်တနည်းပြည့်မှမဟုတ်ဘူးကိုလုပ်တဲ့အလူပဲအလူပဲဖြစ်ဖြစ်တေးသေးချီချီအများတန်းရည်စူးပြီးတော့မှအာဟုတ်တယ်ပြုတ်ပေါ့အကျဉ်းဆုံးတဲ့အချိန်မှာတော့မေတူကအမေတို့ဆိုတော့ပဲဦးစားပေးခဲ့ရဆိုတော့ဒီလိုလေးအဆင်ပြေလာတဲ့အချိန်မှာဆိုရင်တော့အမေပါဖြစ်ချင်တာလဲဘာလို့ချင်တာလဲအ ရာအားလုံးကကိုယ့်ထက်ကိုပို့ပြီးတော့ပူဇော်ပေးမိမှာပဲလေနော်။ဒါပေမဲ့မရှိတော့တဲ့အချိန်မှာဒီတိုင်းဖြစ်နေမှာဒါဆိုင်ရေနော်။ရှိတဲ့အချိန်မှာလည်းတတ်နိုင်သလောက်ကိုကျေးဇူးပြုခဲ့တယ်။ဟိုကျေးဇူးပြန်ဆက်တယ်။ကြည်မာတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ကိုကိုကိုနောင်နာမရရအောင်လို့အများကြီးကိုပြုစုပေးခဲ့လိုက်တယ်။အခုမရှိတော့ဆွဲချိန်မှာလည်းမမေ့မယောင်းနဲ့ရည်စုပြီးတော့မှအငြင်းတယ်ဒါကုသိုလ်ပြုပေးတယ်ပေါ့။ သူရဲ့ဒါတနိုင်တစ်ပိုင်နဲ့ပေါ့နော်လေးလာစူးစမ်းပြီးတော့မှဒါဆိုင်လေးကဖွင့်ပြခဲ့ပါပြီမသူပထမနှစ်ကဆိုလို့ရှိရင်တော့ဒါအွန်လိုင်းကနေပြီးတော့မှအဓိကပေါ့နော်ရောင်းချပေးပြီးတော့ soft opening အနေနဲ့တော့ဖွင့်ခဲ့တယ်အဲ့တနည်းအတွင်းမှာတွေ့နေယူခဲ့တယ်လေးလာခဲ့တယ်ပြီးတော့ကိုယ့်ရဲ့ customer ရဲ့လိုအပ်ချက်တွေပြီးတော့ တနေ့ချင်ယူပြီးတော့ဒါဆိုလို့ရှိရင်မြေပြင်မှာပေါ့နော်မြင်းကိုကိုမဲ့ ocean မှာစတဲ့ခွင့်လင်းလိုက်ပါရရှင်အကြီးမားဆုံးအမတ်တရားတော့အမေပေါ့နော်အမေကမရှိတော့ဘူးဆိုတော့လေအဲ့ဒီဟာလေးကတော့မြတ်တူအမတ်တရားဖြစ်တယ်ဟိုဒီလုပ်ငန်းလေးကိုလည်းလုပ်ဖြစ်ခဲ့တယ်ဆိုတာကလည်းတချို့အကြောင်းအရာတွေကကြတော့ကိုယ့်ရဲ့ကိုပိုင်ဝင်ငွေလေးနဲ့မြတ်တူနုပညာအလုပ်တွေမလုပ်ကြတော့ဘူးဆိုတဲ့အချိန်မှာကိုဘာစီးပွားရေးလေးလုပ်မယ်အဲ့လုပ်တဲ့ကိုပိုင်ငွေလေးနဲ့မိဘကိုထောက်ပံ့မယ်ကိုယ့်ရဲ့ဝန်ကျင်ကိုထောက်ပံ့မယ်ကိုလူချင်းတန်းကျင်တဲ့ဟာလေးလုပ်ချင်တယ်ပေါ့နော် အဲ့တော့အမေရှိတဲ့ချိန်မှာတမင်ဆခဲလိုက်တယ်ဆိုတော့အဲ့ရနေရတဲ့အကျိုးမြတ်အားဖြင့်အမေကိုပြုတ်တူပြုတ်ချင်တယ်အမေလည်းအလိုလိုလှုပ်သွားစေချင်တယ်ဆိုပြီးကိုကဆဆခဲ့တာပေါ့နော်အခုကိုအဓိကထားတဲ့အမေကမရှိတော့ဘူးဆိုတော့ကိုတွက်ကတော့လုံးဝအမှန်တရားတော့ဖြစ်တယ်အဲဒါပေမဲ့လူကတော့ မင်းတို့ဒီလိုပဲတွေးကြ၊စုံကြ၊ကြုံကြ၊ခွဲကြ၊ခွာကြပါเนาะအဲ့လိုမျိုးဆိုတော့အခုတော့တတ်နိုင်သလားဟိုဘက်ကလုတ်ပဲပွေကြိုးစားတဲ့အာယံကိုစိုက်တယ်ပြီးရင်တော့ဇလန်တွဲလေးတွေပြန်ခုလဲရှိရပါတော့เนาะအဲ့ရလေးလည်းပြင်ဆင်တယ်နောက်ထပ်ဒီအလုတ်ပြုံ ပို့တဲ့ချီတဲ့လုပ်ငန်းလေးလည်းထပ်လုပ်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့တို့ကိုလည်းနည်းနည်းပြင်ဆင်နေပါရဲ့ရှင်။ပြီးရရွေးရှင်းပါတယ်။ကိုဆိုင်ထက်မြက်နဲ့မမြက်တူတူဆိုတော့နှစ်ယောက်ပါပြီးထက်မြက်တူဆိုတဲ့နာမည်လေးပဲဒါနှစ်ယောက်စိတ်ကူးနဲ့ပဲပေးလိုက်တာပါရှင်။ဟိုထူးထူးထွတ်ထွေတော့တခြားတော့မဟုတ်ပါဘူး။ရင်းတို့ကျတော့ထက်မြက်ရေဒနာဆိုတဲ့နာမည်လေးကိုမြေသူစဉ်းစားရပေါ့နော်။ဘာဆိုတော့ဟိုသူ့နာမည်ကထက်ပါမယ်၊ကို့နာမည်ကမြက်ပါမယ်။ပြီးရေနာလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်ရေဒနာဆိုတာလေးစဉ်းစားလိုက်တာပေါ့နော်။ဒါပေမဲ့ပြီးဆိုင်မှာတော့မြေသူရွှေသားလုံးဝမရအောင်ပေါ့နော်။ရွှေသားတိတက်နေလုံးဝမရအောင်မင်းနဲ့စိတ်နေရဲ။ပြီးရင်ကြောက်ထယ်လေးပေါ့နော်။ကြောက်ထယ်ဟိုမှာ ဆေးသွင်းမိဖို့တွေလုံးဝမရအောင်မင်းနဲ့တဘာဝအကျောက်စစ်စစ်တွေပဲရောင်းပါတယ်အဗရမြနီလာရေဆိုလို့ရှိရင်လည်းမတူမိုးကုတ်ပေါ့နော်မိုးကုတ်ပဲတုံးပါတယ်အဲ့လိုဆေးသွင်းမိဖို့တွေလုံးဝမတော်ဘူးပေါ့နော်မေဘောမေပဲလေမေတို့ပဲကျိုးကိုကျိုးစားခဲ့တာဆိုတော့အမေရရှိစေချင်တာပေါ့နော်ဒါပါပဲ တရားတော့အများနဲ့ရည်စုပြီးတော့လုပ်ဖြစ်တာပေါ့နော်ပြီးတော့ဒီမီဆိုသုံးသွားလဲတနည်းပြည့်ဆိုတနည်းပြည့်လူလဲလုပ်တယ်တနည်းပြည့်မှမဟုတ်ဘူးကိုလုပ်တဲ့အလူပဲအလူပဲဖြစ်ဖြစ်တေးသေးကြီးကြီးအများနဲ့ရည်စုပြီးတော့မှဒါဟုတ်တယ်ပြုတ်ပေါ့ပြေဆုံးတဲ့အချိန်မှာတော့မြတူကအမေအတွက်ဆိုတော့ပဲဦးစားပေးခဲ့ရဆိုတော့ဒီလိုလေးအဆင်ပြေလာတဲ့အချိန်မှာဆိုရင်တော့အမေပါဖြစ်ချင်တာလဲမလုပ်ချင်တာလဲအရာအားလုံးကကိုယ့်ထက်ကိုပို့ပြီးတော့ဦးစားပေးမိမှာပဲလေနော်အမေ မရှိတော့တဲ့အချိန်မှာဒီတိုင်းဖြစ်နေမှာဒက်ဆာရဲ့เนาะရှိတဲ့အချိန်မှာလည်းတတ်နိုင်တဲ့လောက်ကိုကျေးဇူးပြုခဲ့တယ်ဟိုကျေးဇူးပြန်ဆက်တယ်ကြည်မာတော့မဟုတ်ဘူးပေါ့เนาะဒါပေမဲ့ကိုကိုကိုနောင်နာမရရအောင်လို့အများကြီးကိုပြည့်စုပေးခဲ့လိုက်တယ်အခုမရှိတော့ဆွဲချိန်မှာလည်းမမေ့မင်းအောင်နဲ့ရည်စုပြီးတော့မှအငြင်းတယ်ဒါကုသိုလ်ပြုပေးတယ်ပေါ့ဒါပဲကိုတတ်နိုင်မှာဒါဆိုတော့မိတို့ကအလူလောကရဲ့မှာဒါလူတိုင်းကြုံရမှာပဲဆိုတော့လေကိုတယောက်တည်းမှာထူခဲ့ပြီးကြုံရတာမဟုတ်ဘူးကိုကတော့ကိုင်းနဲ့ ကိုနဲ့တွေ့သားတော်ဆက်နေတဲ့ကိုရဲ့အမိဖြစ်နေတဲ့အတွက်ကြောင့်ကိုရဲ့အဆွဲပေါ့နော်အဆွဲကြောင့်မလို့ဒါဒီလိုမျိုးဖြစ်နေတာဆိုအဲ့ဒီအဆွဲလေးတွေလည်းတတ်နိုင်သလားဖျောက်ပြီးတော့ဖြစ်ချင်တာတက်ဖြစ်တင်တာလေးတွေပဲကိုစဉ်စဉ်းစားပြီးတော့လုပ်ဖြစ်ပါရဲ့ရှင်ဟုတ်ကိုယ်လေးမာရဲလို့လူရန်ထင်တာပဲဒါပေမဲ့တခါတလေကြမိဘရဲ့စိတ်ထဲမှာသူတို့အဆင်မပြေရလဲရှိနေရှိမှာဆိုတော့လိမ်မာရဲမလိမ်မာရဲဆိုတော့ဘေးလူပါပဲဆုံးဖြတ်လို့ရတာကိုကိုကိုဆုံးဖြတ်လို့မရဘူးဒါပေမဲ့မိတို့တော့ကောင်းအောင်နေတယ်စိတ်ထားမကောင်းဆိုရင်တော့စိတ်ယုံမှမဝင်အောင်လို့တော့ကြိုးစားပြုနေပါတယ်ရှင် Thank you.